ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အိမ်မှာစားနပ်ရိက္ခာတွေမရှိတော့ဘူးအခုချိန်ချက်ပြုတ်ဖို့အတွက်အိမ်ထဲမှာဘာမှလည်းမရှိဘူးကျမတို့အခက်ခဲတွေများနေပြီရှင်တို့တခြားနေရာမှာအလုပ်ပြောင်းလုပ်ကြပါလား အလုတ်တက်တခုရှာရတာလွဲတော့မဟုတ်ဘူးဒီရွာတိတိလေးတွေမှာရှျှော့ပပနဲ့အလုတ်၃လမျိုးလောက်ပဲရှိတာလေရိတ်ခွင်ရရင်ရတယ်မဟုတ်ရင်စမ်းရည်တီထန်းတယ်ဒါတွေကိုလည်းတနေကုန်လုံးမှာရူပီ100ကနေ200ကျော်ပဲရတယ်အခုဒီလောက်ထိနေပူနေတာစပါးတွေလည်းကောင်းကောင်းမဖြစ်ထုံးတော့ငါတို့ဘာတွေရေးရမှာလဲအခုဖြစ်နေတဲ့အခြေအနေအတိုင်းငါတို့စီစဉ်ပြီးနေရမယ်တမိသားစုလုံးကနေရထိုင်ရတာခက်ခဲတွေဖြစ်လာခဲ့ပါတယ်သူတို့ရွာကလည်းဖွံ့ဖြိုးတိုးတက်မှုမရှိတော့ ။ချွေးမနှစ်ယောက်လုံးလည်းအပြင်ကိုထွက်ပြီးအလုလုရအောင်အလုတွေကလည်းမရှိပါဘူး။ဒီလိုနဲ့နေရက်တွေကုန်ဆုံးလာပြီးတနေ့မှတော့နေမျိုးနဲ့မောင်မျိုးတို့ကစပားရိပ်ပြီးအိမ်ကိုလာကြတဲ့အချိန်ပါပဲ။ဒီလိုနေမျိုးငါခန္ဓာကိုယ်တစ်ခုလုံးရောင်းနေလိုက်တာတကူလုံးစူးလဲစူးနေတယ်။ကျွန်တော်ရောဘက်ကိုတကူလုံးလည်းကြိုက်ခဲနေတယ်။ဒီလောက်နေပုံရောခေါင်းနေမှုနေတယ်။အင်ဂူတာမြမြရောက်ပါစီတော့နေမျိုးနယ်မောင်မျိုးတို့ကအင်ဂူရောက်လာကြပါတယ် အိမ်မှာသူတို့ရဲ့ဇနီးနှစ်ယောက်ကသူတို့ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးစိတ်ပူနေကြပါတယ်။ဟာရှင်တို့ဘာဖြစ်တာလဲ။ပြီးတော့ရှင်တို့တကူလုံးမှာအနီဆက်လေးတွေကဘလို့ဖြစ်ရတာလဲ။ငါဘာဖြစ်သွားလဲဆိုတော့ငါတော့မသိဘူး။တကူလုံးကန့်ခဲနေတယ်။ပြီးတော့ဒီနီဆက်တွေကလည်းအဆူးတလို့ဆူးနေတယ်။ငါရွာထဲကတားဖွားအကြီးအိုကိုခေါ်လာခဲ့မယ်။သူတို့တေချာစောင့်ကြည့်နေ။သူတို့ဘာဖြစ်နေလဲဆိုတာအကြီးပဲသိလိုက်မယ်။စွစုကရွာလေးသွားပြီးတားဖွားအကြီးကိုခေါ်လာပါတယ်။ ။သမီးခင်ပုံရတကူလုံးကနီရဲနေရပဲ။သူတို့ရဲ့ခန္ဓာကိုယ်ကအနီဆက်တွေကြည့်ပြီးတော့ရေကြောက်ဖြစ်နေတယ်လို့ထင်တယ်။ဒီယောဂါအလင်းမြန်ကူးဆက်နိုင်တယ်လို့ထင်တယ်နော်။သမီးတို့မြန်နိုင်သမျှမြင်မြန်လေးနဲ့သူတို့ရဲ့တကူလုံးတမာရွက်နဲ့အောက်ချီအခုလိုပူအိုက်နေတဲ့ချိန်မှာသူတို့ခန္ဓာကိုယ်ကအေးအေးတက်ကိုလှုပ်ချင်တယ်။ဟုတ်ကဲ့အကြီး။သမီးအဲ့လိုပဲလှုပ်လိုက်ပါမယ်။ကျေးမနှစ်အောင်လုံးကရွာလေးကနေတမရက်တွေခုလာပြီးပြုတ်ပြီးထောင်းကသူတို့ခင်မုန်းတွေရဲ့တကူလုံးမှာလှူပေးလိုက်ပါတယ်။ အာအာအမလီပြေးပြေးလုပ်ပါဟနည်းနည်းလေးသီးခံလိုက်ပါရှင်ဒါလေးလူးလိုက်တာနဲ့ရှင်ပြန်ကောင်းလာမှာပါဒီဖြစ်ပြက်တွေကိုမိုးပွင့်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကသူ့တို့အင်းရဲ့ပြတင်းပေါက်ကနေမြင်လိုက်ပါတယ်အမလီတော်ဆူဆူနဲ့လှလှတို့ခင်ပွင့်ရဲ့ကိုပေါ်မှာရေကြောက်တွေဖြစ်နေတယ်သူတို့နှစ်ယောက်ကဒီတိုင်းသာအိမ်ထဲမှာပဲကုနေမယ်ဆိုရင်ဒီယောကတရွာလုံးကူးသွားလိမ့်မယ်ငါဒီစကားကိုရွာတကြီးနဲ့ပြောမှဖြစ်မယ် မိုးပွင့်ကသူမြင်ခဲ့တဲ့ဟာတွေကိုရွာတကြီးထံသွားပြလိုက်ပါတယ်။အဲ့နောက်မှာရွာတကြီးလည်းသူ့လူတွေနဲ့အဲ့ဒီကိုရောက်လာပါတယ်။တွေ့လားရွာတကြီးဒီမှာသူတို့နှစ်ယောက်ယောဂတန်ကြောင်အဲ့ရပေါ်မှာလူးနေရတယ်။ဟာရွာတကြီးပါလား။အေးနည်းနည်းဝေးဝေးမှနေပြီးစကားပြော။ပြီးတော့ငါကဒီကိုနင်တို့နဲ့စကားပြောဖို့လာတာမဟုတ်ဘူး။နင်တို့ကိုနင်တို့အိမ်ကနေနှိမ်ချဖို့လာတာနင်တို့ရဲ့ခင်မုန်းတွေကြောင့်တရွာလုံးကိုတော့ယောဂအကူမခံနိုင်ဘူးဟာကြွာတကြီးအဲ့ဒီလိုတော့မပြောပါနဲ့ ကျမတို့ရဲ့ယောဂါတဲ့ခင်ဖို့နေနဲ့တူတူပယ်ဟုတ်သွားအောင်မလဲယောဒကြီးသူတို့ကဒီတိုင်းပြောရင်ရမှာမဟုတ်ဘူးသူတို့ကိုအတင်းအဓမ္မလုံးမဖြစ်မယ်ကျမတို့ရွာနေမနင်ထောက်ပါနဲ့ရှင်ကျမတို့ရွာနေမနင်ထောက်ကြပါနဲ့နောက်ဆုံးပါတော့ဆူဆူနဲ့လှန်လာတို့ကသူတို့ခင်ဖို့တွင်တဲ့အခြေအင်ဂျင်မဲ့ဖြစ်ပြီးလူတွေနဲ့ဝေးတဲ့နေရာအတိတ်ကိုရှာနေကြပါတယ်သူတို့ကလူတွေနဲ့ဝေးတဲ့မြေကမ်းတနေရာကိုရောက်သွားခဲ့တဲ့အခါမှာမောင်မျိုးကပြိုခဲ့ပါတယ်။ငါလမ်းလျှောက်ရင်းနဲ့မောလာပြီ ခန္ဓာကိုယ်တစ်ခုလုံးလည်းပူကျစ်တောက်လုံးလို့လမ်းတော်မလျှောက်နိုင်တော့ဒီမြစ်ထဲကနေရေတောက်ကြရအောင်လား။ငါလည်းရေစာနေတယ်။ကဲဒီမြစ်ထဲကရေအေးကိုတောက်ကြရအောင်။ဟုတ်ပြီ။ရှင်တို့ဒီနားမှာထိုင်ကြနော်။ကျမတို့ရေခက်ပြီးယူလာခဲ့မယ်။ချိန်မနှစ်ယောက်လုံးကသူတို့လက်ထဲကိုရေတွေထည့်လာပြီးတော့သူတို့ခင်မွန်းတွေကိုလက်ခုပ်ထဲကနေရေတိုက်ပါတယ်။ဒီခါမှာပဲသူတို့ရွာကရွာသားနှစ်ယောက်ရောက်လာပြီးသူတို့ရဲ့ခင်မွန်းကိုကြောက်ခဲတွေနဲ့ပြစ်ပေါက်ကြပါတော့တယ်။ အော်အော်အမလီနားလိုက်တော့ဟာနေကြပါအောင်ရှင်တို့ဘာလုပ်နေကြရလဲသူတို့ကနာမကျန်းဖြစ်နေရလေဂဲလုံးတွေနဲ့မပြစ်ပေါက်ပါနဲ့ကျမတို့အိမ်ထဲကနေနင်းထုတ်လိုက်ကြတာနဲသေးလို့လားကျမတို့ဂဲလုံးနဲ့ပြစ်ပေါက်နေရဖယားရှင်ကရှင်တို့ခွင့်လွတ်မှာမဟုတ်ဘူးနော်တော်ကြပါတော့ရှင်ဂဲတွေနဲ့မပေါက်ပါနဲ့တော့ကျမတို့ဒီကနေထွက်သွားပါမယ်ခမရတို့ရဲ့မြစ်ထက်ရေးတွေလည်းမတောက်တော့ပါဘူးအေးမြင်းမြန်ထွက်သွားကြ မဟုတ်ဘူးဆိုရင်တော့နင်တို့ယောက်ျားတွေကိုဒီနေရာမှာပဲဂဲလုံးနေနဲ့ပြစ်ပေါပြီးတတ်လိုက်ကြမှာဆူဆူနဲ့နှစ်လာတို့ကသူတို့ရဲ့နာမကျန်းခင်မွန်းတွေနဲ့အတူအရှိကိုဆက်လာကြပါတယ်။မောင်မျိုးနဲ့နေမျိုးတို့ကအပူရှင်ကြောင့်မနေနိုင်မထိုင်နိုင်ဖြစ်လာကြပါတယ်။သူတို့ရဲ့ကိုဘော်ကနေရောင်ဆက်လေးတွေက နေရောင်ကြီးနဲ့အပူရှင်ကြောင့်ပူဆက်လာခဲ့ပါတယ်။အော်ငါဆက်ပြီးတော့လမ်းမလျှောက်နိုင်တော့ဘူး။ငါတို့ဘော်မှာအမိုးပဲတော့ရောက်မှာလေ။ဒီနေ့အပူရှင်ကြောင့်နောက်ကိုဘော်ကအနေရောင်ဆက်တွေလည်းလောင်ကျွမ်းနေတယ်။ อ๋อแกရှင်တီယိုလာပြီးတော့ဒီတမပင်အောက်မှာပဲထမ်းလိုက်ပါလားဒီမှာအရေးလဲရတယ်လေအေးလဲတိုက်တယ်ရှင်နေနေပါပါတက်တာရရလိမ့်မယ်ရှင်တို့အမောပြေမှာပဲဆက်ပြီးတော့လမ်းလျှောက်ကြတာပေါ့တမပင်အောက်မှာခဏလောက်အနားယူပြီးတဲ့နောက်သူတို့ကနေစရာရှာဖို့အတွက်ဆက်လျှောက်လာကြပါတယ်ဒါပေမဲ့လည်းသူတို့နဲ့ကန့်ကြီးတဲ့နေစရာကိုရှာမတွေ့ခဲ့ပါဘူးအဲဒီချိန်မှာဆူဆူကမြေတစင်းကိုတွေ့လိုက်ပါတယ်ဒီမြက်ကကျဲပဲနော် ပြီးတော့ဒီနားမှာလူတွေလည်းမရှိတော့ဒီမှာပဲခဏထိုင်ရအောင်လေစီဒီမြစ်ကညစ်ပတ်နေရပဲဒီမှာအနံ့ဆိုးတွေလည်းထွက်နေတယ်တလောက်ဝေးကြီးလမ်းလျှောက်လာတော့လေဒီလိုမြစ်နဲ့ပဲဆုံးရတာလားဒီမြစ်ရှိရမရှိရဘာမှလည်းမထူဒုက္ခရောက်ပြီးအားကိုးစရာမရှိတဲ့အခါမှာရတဲ့လောက်ရှိတဲ့လောက်လေးနဲ့ပဲကြီးနေရတယ်အခုငါတို့ရနေတဲ့အရာတွေကငါတို့အတွက်များသေးတယ်သူတို့နောက်ကိုတခြားရွာကမြို့သမီးနှစ်ယောက်ရောက်လာပြီးမမရည်သူတို့တွေကဟိုလူတွေပဲမှတ်လား သူတို့သူတို့ရွာနေမောင်းထုတ်လိုက်ကြတာလေသူတို့ရဲ့ခင်မုန်းနေမှာယောဂါတွေဖြစ်နေလို့ဆိုပြီးတော့လေဟုတ်လားဒါဆိုသူတို့အနာကတ်တာအန်ဒီယာတွေနဲ့အပြည့်ပဲထားလိုက်ပါသူတို့ကဒီသီးနဲ့မဖြစ်ထွန်းတဲ့မြေနဲ့ဒီညစ်ပတ်တဲ့မြေနာမှာလာနေကြတာသူတို့ငါတို့သုံးတဲ့မြေရေကိုမသုံးတာငါတို့အတွက်ကောင်းတယ်လေမဟုတ်ဘူးဆိုရင်ငါတို့လည်းယောဂါကူးသွားလိမ့်မယ်ခဲခဲဒီကနေထွက်သွားကြရအောင်အရင်ပူတယ်ငါတို့ရေးစားနေပြီဒီလောက်အကြာကြီးလမ်းလျှောက်မှမြေတစင်းတွေ့တော့လေအဲ့မြေရေရေတွေကညစ်ပတ်နေတယ် ဘလို့ပဲဖြစ်ဖြစ်တီမြင့်ရေကိုအသုံးပြုရမှာပဲဘာလို့လဲဆိုတော့ရွာနဲ့နီးစပ်တဲ့ရေတွေကိုကျမတို့သုံးပိုင်ခွင့်မရှိဘူးလေငါတို့ရဲ့ခင်မုန်းနေယောဂါရှိနေလို့လေနင်ပြောတာမှန်တယ်လှလှရဲ့ငါတို့စူးစမ်းကြည့်အောင်နော်ငါတို့တီရေကိုတန်ရှင်းအောင်လုပ်ပြီးတော့တီနေရာတွေကိုရှင်းလိုက်မယ်နောက်ပြီးတီနေရာမှာပဲရေတွေမြေတွေသုံးပြီးတော့အိမ်ဆောက်ကြမယ်ပြီးတော့မြေအိုးမြေခွက်တွေလည်းလုပ်ကြမယ်လေအခုတော့စွစွနဲ့လှလှတို့ပေါင်းပြီးတော့ရေတွေကိုကောင်းမွန်စွာနဲ့တန်ရှင်းနေကြပါလိမ့်ကဲ မြစ်ကအရင်ကထက်ကိုပိုတန့်သွားပြီဒါဆိုရင်အခုမြေတွေစုပြီးတော့အိမ်ဆောက်ရအောင်လေပြီးရင်မြေအိုးမြေခွက်တွေပါလောက်ကြတာပေါ့အိမ်နောက်မှာဆွဆွနဲ့လှလာတို့ကပင်ပင်မဲမဲနဲ့မြေအိမ်လေးတစ်ခုစောက်လိုက်ကြပါတယ်အိမ်နောက်မှာမြေအိုးမြေခွက်တွေပါလောက်ပြီးခဏကြာမှတော့တမိသားစုလုံးမြေအိမ်လေးကိုရောက်လာကြပါတယ်နေအပူရှင်ကြောင့်ငါးရီခဏခဏစနေတယ်အခုဒီမြထဲရညစ်ပတ်တဲ့ရေတွေကိုဘယ်လိုလုပ်တောင်းနိုင်ကြမှာလဲဒီရေထဲမှာပိုးမွှားတွေလည်းရှိတယ်ရှင်ပြောတာမှန်တယ် ဒီမြစ်ထဲရေတွေကိုတိုက်ရိုက်တောက်မယ်ဆိုရင် ကျမတို့အတွက်ဆိုးကျိုးဖြစ်နိုင်တယ်။ဒါပေမဲ့ဒီမြစ်ရေကိုကြိုချက်ပြီးဆက်တောက်မယ်ဆိုရင်ကျမတို့ဘေးဒုက္ခမဖြစ်တော့ဘူးလေ။ဟုတ်တယ်။တက်လာပြောတာမှန်တယ်။ဟိုမှာဟိုမြေအိုးနဲ့ရေတွေခတ်ပြီးတော့ယူလာခဲ့မယ်။ညီမမီးမွေးလိုက်။ဒီမှာငါရေယူလာခဲ့ပြီ။စွစုတောင်မီးပေါ်ပေါ်မှာကြိုလိုက်။အဲ့ဒါပြီးတော့ရေစစ်နဲ့စစ်ပြီးငါတို့ဒီရေကိုတောက်နိုင်ပြီ။အခုစွစုကရေကိုကြိုချက်ပြီးတဲ့နောက်ပိတ်စာတစ်ခုနဲ့ရေတွေကိုစစ်ပြီးအလုံးကိုရေတိုက်ပါတယ်။ ဟုတ်ပြီဒီရေအခုတောက်လို့ရပြီငါတို့ဒီလိုပုံစံမျိုးနဲ့ရေအလွယ်တကူတောက်နိုင်နေကျမတို့ဒီရေတက်ွေနဲ့ဒီနားတဝိုက်ကမြေတွေဆွပြီးတော့အသီးနဲ့ဆိုင်မကောင်းလားဟုတ်တယ်အမပြောတာမှန်တယ်ကျမတို့လုံနိုင်ပါတယ်ဒီတော့နှစ်လနဲ့ဆစ်ဆူတို့ကအဲ့ဒီကမြေတွေကိုဆွပြီးအဲ့ဒီမှာအသီးနဲ့တွေ ဆိုင်လိုက်ကြပါတယ်နေရတွေနေငယ်ကုန်ဆုံးသွားပြီးတဲ့နောက်မှာတော့နှစ်လနဲ့ဆစ်ဆူမင်းတို့ဆိုင်ထားတဲ့အသီးနဲ့တွေကပြစ်ထွန်းတာမြန်လိုက်တာအရင်လက်ဆက်ပြီးတော့တန်ရှင်းနေတာပဲ ကျမတို့ပင်မရကျုံနဲ့တော့ကျမတို့ဂျေးနဲ့နေတယ်အခုတီတီးနံတွေကိုဈေးထဲမှာတွားရောင်းနိုင်ပြီလလနဲ့ဆူဆူတို့ကသူတို့တီးနံတွေကိုဈေးထဲမှာတွားရောင်းကြပါတယ်ဝီလီနဲ့နဲ့ရလာကြတော့သူတို့ရဲ့ယောဂသည်ခင်မုန်းတွေကိုလည်းစီးကူးတာနိုင်ခဲ့ပါတယ်အခုရှင်မတို့ရဲ့လက်ချက်ကြောင့်ပဲမတို့ညီကိုနှစ်ယောက်ပြန်ကောင်းလာရတာမတို့ယောဂတွေလုံးဝတက်တာသွားပြီအခုတော့မတို့လည်းရှင်မကိုကူညီနိုင်ပြီလေရှင်တို့ပြန်ကောင်းလာတာလွယ်လို့ကျမတို့ဘာကိုမှမပြောနိုင်ပါဘူးရှင် အခုတော့ကျမတို့တီမြင့်ပေးမှာကိုပိုင်အိမ်လည်းရှိပြီအသီးနှံလုပ်ငန်းလည်းရပြီဒီလောက်လေးနဲ့ပဲကျမတို့မိသားစုပျော်ရွှင်နေရပါပြီသူတို့မိသားစုတွေပတ်စံတွေစုလာပါတယ်အဲ့နောက်မှာမောင်မျိုးနဲ့နေမျိုးတို့ကစီပင်ကရေမြောင်းတန်ရှင်းရီတွေခေါ်ပြီးအဲ့မြင့်ရီကိုတန်ရှင်းခိုင်းလိုက်ကြပါတယ်အဲ့နောက်မှာတော့အဲ့ဒီကမြင့်ရီကကြည်လင်သွားပြီးတန်တန်ရှင်းရှင်းဖြစ်သွားပါတော့တယ်မင်းတို့ရဲ့စူးစမ်းမှုတော့ချီးကျူးရမှာပဲလုံးဝညစ်ပတ်ပြီးလူတွေလုံးဝမတုံးတော့တဲ့မြင့်ရီကို မင်းတို့ကတန့်ရှင်းအောင်ကြည်လင်အောင်လုပ်နိုင်ခဲ့တယ်။အခုတော့ဘသူမဆိုအဲ့ဒီမြေကြီးကိုတောက်နိုင်ပြီ။ပြီးတော့ဒီမှာသီးနှံမဖြစ်ထွန်းတဲ့မြေကိုလည်းမင်းတို့ကသီးနှံဖြစ်ထွန်းအောင်လုပ်နိုင်ခဲ့တယ်။ကျမတို့ကတော့အဲ့ဒီမြေကြီးကိုညစ်ပတ်တဲ့ရှိဒီမြေကိုကြတော့သီးနှံမဖြစ်ထွန်းတဲ့မြေလို့ထင်မှတ်ထားခဲ့ကြတာ။ဂျေဆုပါပဲတော်မြရဲ့။ကျမတို့နေစရာထိုင်စရာမရတဲ့အချိန်မှာဒီမြေကန်းနေပေးရပဲကျမတို့ရဲ့နေစရာဖြစ်ခဲ့တယ်။ဒီမြေကြီးအကြောင်းကျမတို့အခုလိုဒီနေရာထိရောက်နိုင်ခဲ့ကြတာ။ အဲ့ဒီအတွက်ကြောင့်ဒီမြက်ကကျမတို့အတွက်တော့အရင်အရေးကြီးတဲ့မြည်ရပါရှင်ဒီလိုပုံစံမျိုးနဲ့အဲ့ချိန်မှနေအောင်လုံးကအဲ့ဒီမြက်ကင်းဘေးနားမှာသူတို့ဘဝတည်တည်လေးကိုတီးဆောက်လိုက်ကြပါတယ်အဲ့ဒီတော့သူတို့မိသားစုကပျော်ရွှင်စွာနဲ့ပဲနေထိုင်သွားကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။